စန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်စန္ဒဂေါရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်္ဂရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်္ဂရာမြတ်စွာဘုရားကိုကြည့်ကြည့်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့စန္ဒဖြစ်တယ် အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ธรรมပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကိနတေနေနပုရိတေနသမတတိနငါလိုစွန့်ဤတတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်ပါ တဦးတည်းနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပါပုနေတောတန္တရိတံတတေဝကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတံညာကြီးကိုရအောင်ယူပြီးတော့ဖရာဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စန္ဒအဲ့ဒီစန္ဒကြောင့်မို့လို့ ရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမုစင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါလဲသူဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ် တခါတရံလူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထား။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထုတ်လုပ်လာတဲ့ရုပ်တွေအဲ့ဓာတွေပေါ်မှာကြီးစိုးလာတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာကရော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင် အောင်မြအောင်လုပ်တာလို့ဆိုတယ် ဒါဆန္ဒကနေဥဆောင်တော့အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလဲကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဖက်ဆောင်ကနေဟောထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယအဓိပတိဝိရိယဓိပါဒအောင်မြင်ပြီးစီးမှုမှာကြိုးပမ်းမှုရသော်ဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိတ်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်သိစင်းရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတယ် ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ချက်နဲ့အတ္တကိလေသာနိယောဂဆိုတဲ့အချက်မျိုးတွေအစာဖြတ်ပြီးတော့ချက်နဲ့ရေဖြတ်ပြီးတော့ချက်နဲ့ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ချက်နဲ့တဏှာဥကလွတ်ဖို့မရမနေလုပ်မယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းချက်နေတဲ့အချိန်ခါကာလတုန်းကဆိုလို့ရှိရင် ူကိုသူလူမြင်မခံဘူးပြောတဲ့မှန်နေအဝတ်မို့ဘူးအဲ့ဒီချိန်ဝလစ်စလင်နေတယ်လူသင်ခြေသင်ကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်ပြောတဲ့မှာဒုက္ခရာစရိယာလို့ခေါ်တယ်ပင်မန်းခဲခဲနဲ့အချက်လေးဘာစားလဲလို့ဆိုတော့တော့ဝတ်တော့ဆက်မှာ နွားချံနေပါလေလာလောက်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားနို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကို လာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကြင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကျတော့မှအဲ့ဒီကျတော့ကျိုးပန်းအထုံးမှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုံးလို့ရတာဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအထုံးပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝီမန္တဒီပတိအသိဉာဏ်နဲ့ဆင်းလင်းစားကြည့်ပြီး ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကညာနဲ့ဆင်ရှင်သုံးသပ်လိုက်တယ်ပင်ပင်မမှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုံးချီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့စဉ်လောကမှာသူလောင်းအပင်ပန်းခန္ဓာကျင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘသူအောင်မှာငါမရောက်ဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင် တိယာအညောမက်ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးပေါ့လမ်းဆုံးအောင်လိုက်တယ်သူကကြိုးပမ်းအထောက်အကူနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းကဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပယုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာဆွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာတော့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ဒီဆွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။အဲ့တော့ဘုန်းကြီးတို့တို့ရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောတာနော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့ရင်လည်းပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏ္ဏမှာရှိတဲ့သန္တာတို့ဝိရိယတို့ဝိမန္တတို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းမှ စွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တော်ဆိုရင်မြတ်စွာဘုရားကပြိနိဗ္ဗာန်စံဃာတိမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာမှတ်သားစေရရှင်အနန္ဒာကိုဘာမိန့်ရှိတော်ဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံတဝီရိယဝိမန္တတို့ကိုစနစ်တကျ တိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကြုံအောင်နေနိုင်တယ်။ဟောတေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာเนาะအတိုင်းတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးတေခြင်းတရားကိုအတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ်မြတ်စွာဘုရားကိုယ်တိုင်လည်းအားလုံးကြည့် နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပြိနိဗ္ဗာန်တုတ်မှလာတဲ့ပြိနိဗ္ဗာန်မဆိုင်ခင်ဆယ်လပြိနိဗ္ဗာန်ဆံမှုဆယ်လအလိုဝါဆိုလာပြီးကျော်တည့်ရက်လာမဲ့ကဆုံလာမှာပြိနိဗ္ဗာန်ဆံမယ်ဆိုရင်ဝါဆိုလာပြီးကျော်တည့်ရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကမရဏန္တိကဆိုတေခြင်းနာကတ်သွားတို့မို့တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ခုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးဆိုခုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်နှစ်အတွင်းအဲ့ဒီယောဂမပေါ်အောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝီရိယဝိမာန်တစိတ်တဆိုတဲ့အဋ္ဌိပတ်၄ပါးအင်းအားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်နှစ်ကြည့်ဒီအဲ့ဒီယောဂပြတ်မပေါ်ဘူး ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်တေကဏီလို့ဆိုရင်ဆိုလူကုတ်တဲ့ထုံပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုတုံးပြပြီးတော့ဆယ်လတ်တိတိယောဂမပေါအောင်ထိန်းထားတာမန်ဖလတ်တမဘမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလတ်တမဘဆိုသနဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမာပတ်ကိုဆိုအဲ့ဒီဖလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂတွေလောကပေါ်လာကျမ်းမာသွားပြီဘယ်ကတိကျမ်းမာဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ခရီးပွင့်လာတာသူ့အတွက်မဟုတ်ဘူးတတဝါတွေအတွက်ဘသူအတွက်လဲလို့ဆိုလို့ရှိရင်နောက်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံတဲ့သူပတ္တဆိုတဲ့ပြပိုက်ကြီးရှိတယ်။အဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားမယ် ဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကတမထရှင်စင်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောအောင်ပါပေါ့ တပ္ပထကျင့်စဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလာမဆိုတဲ့ယတိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယတိကြီးတွေတပ္ပထကျင့်စဉ်တော့သူတို့ထွတ်ထိပ်ရအောင်ပေါက်ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုထွတ်ထိပ်ရအောင်သို့သောဘုရားကသစ္စာလေးပါဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိကြည့်တော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည့်လိုက်တော့တဦးကတပတ်စောပြီးတော့ ွယ်လွန်သွားတယ်။နောက်တဦးကတညတာစောပြီးတော့ကွယ်လွန်သွား။တွားရောသူတို့နောက်ရိမိတရဖရားလည်းသူတို့တွေ့မှာမဟုတ်တော့။ဘာဖြစ်လို့အရုပဘုံရောက်နေကြလဲ။အရုပဘုံဆိုတာနန်းကြီးပဲရှိတယ်။ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်ဘူး။မကြရရင်တွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိတယ် အဲ့ဒီကပြန်တေးအောင်မယ်တေးလာတဲ့အခါမှာလူပြေရောက်လာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်တော့အောင်မယ်ဆုံးရှုံးနေတာမဟုတ်ဘူးဒီလိုရှိတယ်ပေါ့ထို့တူပဲသုဝတ္တကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါပြင်းမလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်မဝင်စားသေးဘူးဆယ်လဆုံးပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးနော် လူဆိုတာစိတ်ဝင်စားမှလုပ်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လုပ်တာအဲ့တော့သူဗတ္တပြပတ်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညတကောင်အချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာ ရောက်လာတာတော့မှသူကယင်တဲ့ကတန်တရာစကားကိုမေးချင်လို့ရောက်လာ။ဗာမေးတုံးဆိုတော့ခိုင်းเสียရဘာသာရေးခေါင်းဆောင်တွေသူကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးတယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်မရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော် အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တဂရကအနာဂါညာနဆောင်ဖြစ်နေမယ်။မဂ္ဂင်ရှိမအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြော။တန်တရာဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတကြောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာအဖြစ်ကူပြောင်းလို့ထုံညမှာပဲယဟန်ဝတ်တရားကျင့် ဘုရားပြိနိဗ္ဗာန်မဆန်ခင်လေးမှာယန္တာဖြစ်သွားတယ်။နောက်ဆုံးတစ်ပည့်လို့ခေါ်တယ်။သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်။အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသံတဝိရိယဝိမန္တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြော။ဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ်။ဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေဟာ စွန့်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့မလောက်လို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေကြည့်အောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုချင်တယ် နော်ချမ်းချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီပဲမှရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အတိညာမရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်။ဘုရားအလောင်းတော်၆နှစ်ပါလုံးဒုက္ခရစရိယကျင့်တာလမ်းဆုံးတည်အောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲ။ခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ရဲ့ကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှရှိတဲ့အမွှေးတွေကျွတ်ကြသွားတယ်။အဲ့လောက်ထိအောင်ကြမ်းမာရေး ဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့အချက်နေတယ်လို့ဒီလိုပြောတာနော်ညလုံးနှလုံးကဘလောက်ထိအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရတယ်လို့ပဲညလုံးအိမ်နေထဲမှာညလုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ခန္ဓာရပဘူးပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယချင်းနဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော် စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယအနေနဲ့ဝီရိယမဟုတ်ဘူးတရားမို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လိုက်ရမယ်လို့ကြိုးပမ်းအထုတ်မှုကရှိရမယ်လို့ခေါ်တာသူကိုယ်တိုင်လည်းကြိုးပမ်းအထုတ်ခဲ့တာ အဲ့ဒီကြိုးပမ်းအထောက်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတရားမြန်မရနိုင်လူတွေဟာသူ့အတိုင်းတားနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲစိတ်ထကြန့်ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြီးဒီလောက် ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထနောက်ဆုံးပဲဆိုတော့ဒီခုမှမရှိဘူးအခုမှဒီလိုစိတ်ထကြန့်ခိုင်တာမဟုတ်ဘူး စိတ်ဓာတ်ချမ်းခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ချမ်းခိုင်မှုဟာအားလုံးကြားဥကြနိုင်ပဲမဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာ တာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတဲ့များတော့လုံးဝဝီရိယထုတ်မယ်နတ်သမီးကလာမေးတယ်ဒါတော့ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာလဲ ော့ပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တင်တာကငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတောင်းအောင်မယ်ရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတော့အကျိုးရှိတယ်ပေါ့မမြင်ဘူးလားမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပန်းအထုတ်မှုတို့ကအဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော် လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့တည်သွားကြတာလေညာဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှင်လူဘဝဒီလိုမဖြစ်နိုင်အေးဒါကြောင့်မို့လို့ဆန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင်ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခေါင်းကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့ဘူးကမြင်ဘူးဒီပိဋကတ်ထဲမှာ God မြင်မှုတဲ့လူပြောင်းမှရှိမှာမထင်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတာမရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိတေချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝီရိယ effort makes the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်ဆွမ်းအားနဲ့အမတန်ထက်မြက်တယ် determine mind makes the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအားကအတိညာကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှတ်နေ God makes the impossible possible ဆိုတာ God ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘူးမအာကမကမရှိဘူးဟောတာကအာမကရှိတယ်ဘာလို့လို့ဆိုရင်ကိုယ်တဏ္ဍမှာတကယ်ရှိနေတာ God makes the impossible possible ဆိုတာ God ရှိလားဆိုတာကဘူအရေးကြီးနေတယ် ုတ်ကဲ့ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်သွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝီရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာကပိုးမသေးကြဘူးလား